မန်ချက်စတာယူနိုက်တက်အသင်းဟာချန်ပီယံလိဝင်ခွင့်ပျောက်ဆုံးခဲ့ပြီးတော့အဆိုးရွားဆုံးရာသီတစ်ခုတည်းရှင်းဆိုင်နေရတယ်။အဲ့တော့နီးပြကစားသမားအသင်းပိုင်ရှင်အသင်းစီမံခန့်ခွဲသူတွေအားလုံးမှာအမားတွေအများကြီးတွေ့နေရပြီးတော့ယူနိုက်တက်ရဲ့အမားတွေအကြောင်းဒီအမားတွေကပြန်ပြင်လို့ရပါမလားဆိုတဲ့အကြောင်းတွေကိုဒီဗီဒီယိုမှာဆွေးနွေးသွားမှာဖြစ်ပါတယ်။ ားလုံးပဲမင်္ဂလာပါ C2OP ညကနေကြိုဆိုလိုက်ပါတယ် Manchester United အဆိုးရွားဆုံးအခြေအနေတစ်ခုကိုကြုံတွေ့နေရတဲ့ disaster ဖြစ်နေတယ်ပေါ့နော် disaster ပေါင်းများစွာကြုံတွေ့ခဲ့ရပြီ United ပြည်သက်တည်းရဲ့အနေနဲ့ဒါပေမဲ့ဒီလောက်ဆိုးတဲ့ disaster ကြီးကြုံရမယ်လို့သူတို့ထင်ကြမှာမဟုတ်ဘူးဒါပေမဲ့ဒါဟာတကယ်ဖြစ်နေတယ်အဲ့တော့လက်ရှိအသင်းကပြင်ရောပြင်နိုင်ပါအောင်မလားဆိုတဲ့အခြေအနေပေါ့နော်အဲ့တော့ပြင်ဖို့အင်မတန်အင်မတန်ခက်ခဲတဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်တယ်ဒါဟာဘာဖြစ်လို့လဲဆိုတော့ဒီ team building လို့ခေါ်တဲ့ဒါအပေါ်က hierarchy သင်းစီမံခန့်ခွဲသူနီးပြကစားသမားဆိုတဲ့ကဏ္ဍ၃ရပ်စလုံးမှာကြီးမားတဲ့ပြဿနာတက်နေလို့ဖြစ်ပါတယ်အဲ့တော့ကစားသမားအကြောင်းအရင်စပြောရမယ်ဆိုရင်ကစားသမားတွေအနေနဲ့ပြည်သက်တွေဝေဖန်တဲ့အတိုင်း pandits တွေဝေဖန်တဲ့အတိုင်း journalist တွေဝေဖန်တဲ့အတိုင်းအမှန်တကယ်ပြဿနာဖြစ်နေစိတ်ပိုင်းဆိုင်ရာတက်ခိုင်မှုမရှိဘူးစိတ်ပိုင်းဆိုင်ရာ distraction အရင်များပြီးတော့လုံလောက်တဲ့အားထုတ်မှုမရှိတာကိုအမှန်တကယ်မြင်တွေ့နေရတယ်ပြီးတော့လုံလောက်တဲ့ခြေစွမ်းမရှိဘူးကိုယ့်ကိုယ်ထင်တဲ့အထင်ကပိုပြီးတော့ကြီးနေတယ်ဥပမာ ခန္ဓာချို့လို့အစားသမားမျိုးပေါ့နော်အဲ့တော့ကောင်းတဲ့အစားသမားတွေရောရှိပါတယ်ဒါပေမဲ့လေအများသောအားဖြင့်မခိုင်မာတဲ့အစားသမားတွေကပိုများနေတယ်အဲ့တော့အစားသမားပြဿနာကတော်တော်လေးကိုကြီးတယ်ဒီအစားသမားတွေတွေကမှအစားသမားပေါင်းများစွာကိုရှင်းထုတ်ရမယ့်အခြေအနေဖြစ်နေတယ်ဒါတစ်ချက်ပြီးတော့နီးပြနီးပြအပိုင်းကလည်းဒါအင်မတန်ကြီးမာတယ်ကျွန်တော်အနေနဲ့အမော်ရင်ကိုစခန့်ကလေးကကြီးမာတဲ့တန်တရာရှိတယ်ပေါ့နော်အဲ့တော့အမော်ရင်အသာချက်တွေကိုတင်ဆက်ပေးတာက အလုပ်သဘောရတက္ကနာဖြစ်ပြီးတော့ကျွန်တော်ရဲ့ subjective person နဲ့အရာတော့ကျွန်တော်ကအမော်ရင်ခန့်အပ်ခြင်းကိုအမြဲတမ်းတန်တရားမျက်လုံးနဲ့ဒီစကလေးက soccer house မှာဝေဖန်ကလေးကကျွန်တော်အဲ့ဒီအကြောင်းကိုပြောခဲ့ပူပါတယ်အဲ့တော့ဘာလို့လဲဆိုတော့အသင်းကဒီ radical change ဖြစ်သွားလို့ပါအသင်းဒီ everton ရဲ့အသင်းကိုပြင်ဆင်မယ်ဆိုရင်ဖြစ်ဖြစ်ချင်းပြောင်းလဲတာက united လိုမျိုးအစားအစာရဲ့အပြည့်ရင်းနေတဲ့အသင်းအတွက် သင့်တော်ရလို့ကျွန်တော်ကမြင်တယ်ဒါပေမဲ့အသင်းက radical change ပြောင်းဖို့အတွက်အဆုံးဖြတ်ခဲ့တယ်အဲ့တော့ four back ကနေ three back ကိုလုံးဝအတိအလင်ပြောင်းလဲပလိုက်တယ်ပေါ့နော်အတိအလင်ပြောင်းလဲတဲ့အခါမှာ four back ကနေ three back ပြောင်းလို့မရဘူးမဟုတ်ပြောင်းလို့ရတယ်ကျွန်တော်အနေနဲ့ Antonio Conte Thomas Tuchel သို့မဟုတ် Guardiola ရခင် Klopp ဒီလို level နီးပြရတယ်ဆိုရင်ပြောင်းနိုင်တယ်ဆိုတာကျွန်တော်လက်ခံပေးမယ် Amorim လို့နီးပြအဲ့လောက်ကြီးဒီလောက်ကြီးမှလည်းအပြင်မှာပြောင်းနိုင်တယ်ဆိုတော့ကျွန်တော်လက်မခံခဲ့တဲ့အဲမှာပါတယ်ဒါကြောင့်မလို့ ျွန်တော်ခုနယူဆကိုအမြဲမပြတ်တင်ပြခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့လက်ရှိတကယ်မှာလည်းတကယ်ကြုံတွေ့နေရတယ်ပြီးခဲ့တဲ့ရက်ပိုင်းက Daily Mail ရဲ့သတင်းတင်ပြမှုအရာဆိုရင် United ကစားသမားတွေကအမော်ရင်အနေနဲ့သူ့ရဲ့ system ပေါ့ over confidence ဖြစ်နေတယ်ကစားသမားတွေနဲ့ခိုင်းညီတဲ့ပုံစံကိုဘာဖြစ်လို့မကစားပေးတာလဲမကစားခိုင်းတာလဲဆိုပြီးတော့အမြင်တွေရှိရလို့သိရတယ်ဒီအတွက်ခုတ်တော်မပါဘူး daily media credible ဖြစ်တဲ့ source လည်းမဟုတ်ဘူးဒါပေမဲ့ သူတို့သတင်းတိဆောက်ထားတဲ့ပုံမှာဆန့်ရှိတယ်ဒါပြောမဆို logic ကြတဲ့ပုံစံဖြစ်နေတယ်ဒါကိုကျွန်တော်တို့မျက်မြင်မြင်တွေ့နိုင်တယ် coach မလို့မျက်မြင်မြင်နိုင်တယ်ကစားသမားတွေလည်းမကိုက်ညီဘူးဆိုတော့ကျွန်တော်တို့အတင်းသားမြင်နေရတယ်အဲ့တော့ဒီနီးပြားမှာလည်းဒါပြဿနာရှိနေတယ်ပြီးတော့အသင်းရဲ့ hierarchy အသင်းရဲ့ administration ကျွန်တော်တို့ in your sub ပြောဝင်လာတဲ့အချိန်မှာဒီအသင်းရဲ့ဒီအခြေအနေပြောင်းလဲသွားနိုင်တယ်လို့မြင်ခဲ့ကြတယ်ဘောနော်ဘာလို့လဲဆိုတော့ in your sub မှန်ကန်တဲ့လှုပ်ရှားမှုတွေသူပြုလုပ်ခဲ့တယ် ဒါ Sadie Braceful ရဲ့ခေါင်းဆောင်မှုတွေပြီးတော့ Dan Ashworth လို့လို့ခေါ်တာတွေ Jason Wilcox ကိုခေါ်တာတွေ Omar Barrett ကိုခေါ်တာဒါဟာတကယ်ဘောလုံးကပိုင်ရဲ့တိတ်တိတ်ကျဲဒါ Star Administrator တွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလောက်ရောက်ကိုကြိုးဆိုခဲ့ကြတယ်ဒါပေမဲ့ကျွန်တော်တို့ဘောလုံးမှလို့ပဲပေါ့ဘောလုံးကွင်းထဲမှာလို့ပဲပေါ့ကစားသမားကောင်းတွေခေါ်တိုင်းအသင်ကောင်းတစ်သင်ဖြစ်မလာဘူးအဲ့တော့အဲ့ပုံစံတိုင်းဖြစ်ခဲ့ပြီးတော့ဆုံးဖြတ်ချက်တွေကကစင်ကလေးရာဖြစ်တယ်ဒါအပြင်ကျွန်တော်တို့ဘာသွားတွေ့ရလဲဆိုတော့ Dan Ashworth ကိုထုတ်ပယ်တဲ့အခြေအနေမျိုးတွေဒီဖြစ်ခဲ့ပြီးတော့ သူတို့ဂျားထဲမှာအပေါက်ပြဲတွေရှိခဲ့တယ်ဒါလူသိရှင်ဂျားမပေါ်ပြဘူးဘာကိစ္စကြောင့်လဲဆိုမသိရပါမယ်အပေါက်ပြဲတွေရှိခဲ့တာသိကြတယ်ပြီးတော့ Omar Parada ကိုယ်တိုင်သူတို့အမော်ရင်ကိုသွားခေါ်တာမျိုးတွေရှိခဲ့တယ်ဒါဟာလုတ်ပိုင်ခွင့်ကြော်လွန်တာမျိုးတွေဖြစ်လာပြီးတော့အနည်းငယ်ရှုပ်ထွေးတဲ့ United Hierarchy အနေအထားကိုတွေ့မြင်ခဲ့ရတယ်ပေါ့နော်ပြီးတော့နောက်ထပ်တစ်ချက်လူခေါ်ယူမှုတွေကျွန်တော်တို့ကောင်းမွန်တယ်လို့ယူဆခဲ့ကြတယ်။ဒါပေမဲ့တန်အက်ရှော့က Manchester United ကိုရောက်ရှိချိန်နောက်ကျခဲ့တယ် အဲ့တော့ Jason Wickos ကတောက်လျှောက်လှုပ်ရှားသွားခဲ့တယ်ပေါ့နော်။အဲ့တော့လှုပ်ရှားခဲ့တဲ့နေရာမှာပြဿနာတွေရှိတယ်။ဘာလဲဆိုတော့ဥပမာကျွန်တော်တို့ Ugarte ရဲ့အပြောင်းရွှေ့ကိုကြည့်လို့ရတယ်။ Ugarte ကို Eriksen ကလုံးဝမလိုချင်။ Eriksen က Scott Bartomini ကိုဆက်ထားခြင်းခဲ့တယ်။အဲ့တော့ Tomini ကိုရောင်းရတဲ့ပတ်စံနဲ့ Ugarte ကိုခေါ်ယူပြတာဖြစ်တယ်။အဲ့တော့အဲ့နေရာမှာပြဿနာရှိတယ်ပေါ့နော်။ Ugarte ကဒီ Ineos ရဲ့ model နဲ့ကိုက်ညီတဲ့ကစားသမားဖြစ်သူတို့ယူဆတယ်။ဒါပေမဲ့ကျွန်တော်တို့သိစိတ်ကြည့်မယ်ဆိုရင် Ugarte ကိုခေါ်တာပြဿနာမဟုတ်ပြီးတဲ့ပတ်စံပြဿနာဖြစ်နေတယ်။ ဥက္ကဋေကိုသူ့ရဲ့ပြောင်းရွှေ့ခြေရဲ့ suit ပေါင်းလိုင်းယူတန်း60ရှိတယ်။ Adonis ပါပေါင်းလိုင်း။အဲ့တော့ဒီပြောင်းရွှေ့ခြေနဲ့ဘာဖြစ်လို့ကျော် Nevis ကိုမခေါ်ရလဲပေါ့နော်။ PSG ကကျော် Nevis ကိုခေါ်ပြီးတော့အခုကမ္ဘာအကောင်ဆုံးဝင်လက်ကစားသမားတစ်ယောက်အသက်လည်းပိုငယ်တဲ့တစ်ယောက်ကိုရရှိထားတယ်။အခု United ရရှိတာကဥက္ကဋေဖြစ်နေတယ်။အဲ့တော့ကျော် Nevis ဟာလုံလောက်တဲ့ဖြတ်တုံးမှုတွေပြုလုပ်နိုင်တယ်။အကျန်းခံတယ်။ဒါအပြင်လုံလောက်တဲ့ technical ability ရှိပြီးလုံလောက်တဲ့ ball progressing ကိုပြုလုပ်နိုင်တယ်။ဥက္ကဋေမှာရှိတာအရှိက defensiveness ဆိုင်တဲ့အချက်တွေရှိပြီးကျန်တဲ့အချက်တွေမရှိဘူး။ဒါအပြင် နောက်ဆုံးရာသီမှာသူကပြည့်ချင်တယ်အဝင်ချင်းမရှိခဲ့ပဲခြေစွမ်းမပြနိုင်ခဲ့ဘူးကျွန်တော်နီဗက်စ်ကကြတော့ဘင်ဖီကာမှာအကောင်းဆုံးခြေစွမ်းပြပြီးအတောက်ပါဆိုလူငယ်တယောက်အနေနဲ့ဒါနာမည်ရနေတဲ့စာသမားအဲ့တော့ဒီနေရာရဲ့ပြောင်းရွှေ့ခြေကကျွန်တော်နီဗက်စ်ကလည်းယူရိုသန်း60ဒါအဲ့ဒွန်ဒီစပေါင်းမှာယူရိုသန်း80လောက်တိရှိနိုင်တယ်ဆိုပြီးသိရတယ်ပေါ့နော်အဲ့တော့သုံးမရတဲ့စာသမားတယောက်ကိုပြည့်ချင်ရထုတ်ပြီးတော့အကောင်းဆုံးလူငယ်ခြေပွင့်တယောက်ကိုယူရိုသန်း60နဲ့ခေါ်ခဲ့တယ်အဲ့တော့အိတ်ကြားထဲမှာပြောင်းရွှေ့ခြေခွာချမှုကအနည်းငယ်ပဲရှိ။ဒါကြီးကလုံးဝမဖြစ်သင့်ဘူး။ဘာဖြစ်လို့ Jason Wake ကစာဒီအပြောင်းရွှေ့ကိုပြုတ်လောက်တာ တန်ဟက်လိုချင်နေတယ်ဆိုလို့ဒါရေစုံပြေစုံလိုက်ပြီးတော့ခေါ်ယူရဲဆိုရင်ဒါလက်ခံလို့ရသေးတယ်အဲ့လိုလည်းမဟုတ်ဘဲနဲ့ Indios ကသူတို့ model ကိုအတင်းချပြခဲ့ပြီးအတင်းတွတ်သွင်းခဲ့တယ်ဒါဟာကျွန်တော်ပြောတာမဟုတ်ဘူးဒါအတွင်းသတင်းတွေကပြောပြထားတဲ့ခိုင်မာတဲ့သတင်း source ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ performance အရာကြည့်အောင်အဲ့တော့ Ugat ရဲ့ D ရာဒီမှာ Premier League ရဲ့အညံ့ဆုံး ball progressing midfielder အဲ့မှာပါတဲ့အဆင့်40ကျော်မှရှိနေတယ် ball progress လုပ်တဲ့နေရာမှာအဆင့်40ကျော်မှရှိနေတယ် ပရီးမီးယားလိရဲ့စင်တာမီဖီအသင်းတသင်းကို၂ရောက်ပဲထားပါတော့တသင်းကို၂ရောက်ပဲထားလို့ကျွန်တော်တို့အသင်း20ရှိမြောက်လိုက်40ရှိတယ်အဲ့တော့စဉ်းစားရတာအင်မတန်ကိုဒါကြက်တဲသွားပြီဖြစ်ပြီးတော့ဘယ်လောက်ထိစိုးရတဲ့စမ်းစာရင်းလဲဆိုတော့မြင်ရတယ်အဖြတ်တစ်မျိုးတည်းရတဲ့ကွင်းလည်းစားတော့မှကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲဒီကစားသမားကိုဝယ်တာတက်တနာမဟုတ်ဘူးဒါပေမဲ့ဒီကစားသမားကိုဝယ်ပြီဆိုရင်ထိုက်တင်တဲ့ပြောင်းရွှေ့ခြင်းနဲ့ဖြစ်နေဘူးလို့လေ။မှန်ကန်တဲ့ profiling ဖြစ်နေဘူးလို့လေ။အဲ့တော့ United ဟာအဲ့ဒီအရာကိုလုံးဝမရရှိခဲ့ဘူး။ဥက္ကဋ္ဌမှာ ဒီလုံလောက်တဲ့ ball progression စွမ်းဆောင်ရည်မရှိဘူးဖြစ်နေတယ်။ tenhat system တက်လည်းအတူတူပဲ။ amorin system တက်လည်းအတူတူပဲ။ဒါဟာ inios ရဲ့အမားပေါင်းများစွာရထင်ရှားတဲ့အမားကိုပြသနေခြင်းဖြစ်တယ်။အဲ့တော့အဲ့ခုနကကစားသမားနီးပြအသင်းဆိုတဲ့အရာလေးချိတ်ဆက်တဲ့နေရာမှာအသင်းသင်းရဲ့စွမ်းဆောင်ရည်ဆိုတာပေါ်လာဖြစ်တယ်။အဲ့တော့ချိတ်ဆက်တဲ့နေရာမှာတစ်ခုနဲ့တစ်ခုလည်းချိတ်ဆက်မမိဘူး။တယောက်ချင်းစီရဲ့စွမ်းဆောင်ရည်ကလည်းလိုအပ်ချက်တွေကြီးမားနေ။ဒါကြောင့်မလို့အခုလောက်ဆိုးရွားတဲ့အခြေအနေဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။ တူတယောက်ချင်းစီရဲ့ပြဿနာမဟုတ်ဒီခုလုံးရဲ့ပြဿနာ whole တစ်ခုလုံးရဲ့ပြဿနာဖြစ်နေတယ်အဲ့တော့ United ဒါကိုဘယ်လိုဖြေရှင်းမလဲဆိုရင် immediate 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 ခက်ခဲတဲ့ပြဿနာဖြစ်ပါတယ်အဲ့တော့ဒေကြတဲ့အသင်းရဲ့ hierarchy တွေကတော့ထွက်သွားမှာမဟုတ်ဘူးဒီလူတွေဆက်ရှိနေလိုက်မယ်လူပြောင်းလဲရင်ပြောင်းလဲမယ်ဒါ message direct click ကတော့မထွက်ပါဘူး sa debrief လည်းမထွက်ဘူးအဲ့တော့သူတို့တွေကဆက်ရှိနေပြီသူတို့ကဆက်ပြီးကင်တွယ်နေမှာဖြစ်တယ်အဲ့တော့ hierarchy ကိုပြောင်းမှုတဲ့ဆိုင် hierarchy ရဲ့မူဝါဒကတော့ပြောင်းကောင်းပြောင်းနိုင်တယ်အဲ့တော့ဘာတွေပြောင်းလဲလောက်မလဲစောင့်ကြည့်ရမယ်ပြီးတော့နီးပြတ် နီးပြမှာတော့ထုတ်ပယ်တဲ့နယ်လို့ယူဆရလူတွေလည်းရှိတယ်ဆက်ထားတဲ့နယ်လို့ယူဆရလူတွေရှိတယ်ဆက်ထားတဲ့နယ်လို့ယူဆရလူတွေဒီနီးပြကိုကြိုက်လွန်းလို့တော့မဟုတ်ဘူးဒါပေမဲ့နီးပြအပြောင်းလဲလှုပ်တိုင်းလှုပ်တိုင်းတိုင်နေပတ်လွန်းတဲ့အတွက်အန်ဒရီတွေပိုများတဲ့အတွက်ဒီနီးပြကိုဆက်ထားတဲ့နယ်လို့ယူဆတာဖြစ်တယ်အဲ့တော့ဒူဝတိုင်းအခြေအနေဖြစ်နေပြီးတော့ကျွန်တော်ယူဆရတော့ဘယ်လိုပဲပြောပြောနီးပြတစ်ယောက်ကိုဘယ်နီးပြပဲဖြစ်ဖြစ်အမော်ရီမမဟုတ်ဘူးဘယ်သူပဲဖြစ်ဖြစ်နှစ်နှစ်သုံးနှစ်အချိန်ပေးတယ်လို့ယူဆတဲ့အတွက်သူကဆက်ထားရမယ့်အနေထားလို့ကျွန်တော်သတ်မှတ်တယ်အဲ့တော့ကစားသမား level ရောက်လာပြီကစားသမားတွေမှာအသင်းရဲ့ 70%ပါလောက်ကရှင်းထုတ်ရမယ်စာသမားတွေဒါပေမဲ့အသင်းတစ်သင်းက70%တော့ရှင်းထုတ်လို့မရဘူးပေါ့နော်အဲ့တော့လွန်လုံးကျုံတော့50%လောက်တော့ရှင်းထုတ်လို့ရနိုင်တယ်အဲ့တော့ဘယ်လိုရှင်းထုတ်သွားမလဲစောင့်ကြည့်ရမှာဖြစ်ပြီးတော့ကျွန်တော်အနေနဲ့အားလုံးလက်ခံထားသလိုပဲအန်တိုနီမာကတ်စ်ရက်ဖို့ဂျေဒန်ဆန်ချိုတို့တေချာပေါက်ရောင်းချရမယ်ပြီးတော့ဝိုင်လန်ကိုတေချာပေါက်ရောင်းချရမယ်စင်နဲ့ထည့်တယ်60ကိုထည့်မယ်ကာနာချိုကိုတော့ခုနကစားသမားတွေအကုန်လုံးကြော်ပြီးတော့ကျွန်တော်ထိတ်ဆုံးမှထားခြင်းတယ်ဘာလို့လဲဆိုတော့ကာနာချိုရဲ့အခြေအနေကတော်တော်လေးကိုကြီးတယ်ပေါ့နော် attitude problem ဖြစ်ပြီးတော့ဒီ virus ဟာအသင်းကိုထိခိုက်မှုတွေရှိတယ်အဲ့တော့သူကိုယ်တိုင် virus မဟုတ်ရင်တော့သူ့ရဲ့ညီသူ့ရဲ့ညီဟာဒီ united ရဲ့အသင်းတွင်းသတင်းတွေကိုအပြင်ကိုပြန့်ပွားစေရဆိုတော့ဆွဲချက်ကိုခံနေရပြီးတော့အဲ့ဒီအတွက်တာလကအများကြီးလည်းရှိတယ်ပေါ့နော်အဲ့တော့ဆိုလိုချင်တာကတမင်လျှောက်ဖွားနေတာမဟုတ်ဒါပေမဲ့ဆယ်လီဖြစ်ကျင်တဲ့စိတ်ရှိတယ်ဒီကောင်လေးတွေမှာအဲ့တော့ဆယ်လီဖြစ်ကျင်တဲ့စိတ်ကလည်းပြဿနာတွေဖန်တီးတယ်ပြီးတော့ခန္ဓာချိုးကိုယ်တိုင်ကလုံလောက်တဲ့စူးစမ်းအထောက်အမှုတော့ရှိပါတယ်သူကစူးစမ်းတယ်ဒါပေမဲ့ပြဿနာကသူ့ကိုယ်သူ လာမင်းရှမားရဲ့ level လောက်ထင်နေတဲ့ပြဿနာဖြစ်တယ်အဲ့တော့ဒီ attitude problem ကပြင်လို့ရတဲ့ပြဿနာမဟုတ်ဘူးဒါကြောင့်မလို့ခဏချို့ကိုလုံးဝရှောင်းရဖို့ကျွန်တော်တတ်မှတ်ခြင်းလေဘာလို့လဲဆိုတော့သူ့ကိုရောင်းခြင်းအပြင်ငွေကြေးအတိုင်းအတာတစ်ခုထိရရှိလိုက်မယ်ဒီကစားသမားအသင်းမှာဆက်ရှိနေလို့ကောင်းကျိုးဆိုတာအင်မတန်နေပါတယ်သူပေးရဲ့ကောင်းကျိုးတော့ဘလို့ပဲဖြစ်ဖြစ်ပေးနိုင်မယ်လို့လည်းအများကြီးရှိနေတယ်ပေါ့နော်အဲ့တော့ဒါကပြဿနာမဟုတ်ဘဲသူကတေချာပေါက်ရှောင်းတဲ့နေကစားသမားဖြစ်တယ်ပြီးတော့သူကနာမည်ကြီးပြီးတော့ media attention ရရလို့ဖြစ်တဲ့အတွက်သူ့ရဲ့ဈေးတန်းက level တစ်ခုမှရှိနေတယ်အဲ့တော့ ဒါသူ့ကိုရောင်းဖို့အတွက်ကျွန်တော်နံပါတ်1မှာထားခြင်းပြီးတော့ခုနအဲပြောမယ်ဆိုရင်ဗျာ rushful လို့စာသမားဆိုကျွန်တော်မရောင်းစေခြင်းဒါမဲ့ဒါရောင်းရောင်းမဲ့အခြေအနေဖြစ်သွားတဲ့အတွက်ရောင်းမှာပါပဲအဲ rushful အပြည့် central ဘောနော central ကလည်းအသင်းနဲ့ခြေဒီဆက်ဆံရေး immediate ပြတ်ပြားတဲ့အတွက်ရောင်းအောင်ရောင်းမဲ့အခြေအနေဖြစ်သွားတယ်တကယ်တော့ခုနဒီကစားနေရ pocket နေရာတွေ central စိတ်ကြိုက်နေရာတွေဖြစ်တယ် inside forward နေရာ central ရဲ့ case နဲ့ဆိုရင်တော်တော်လေးလိုက်ဖက်တဲ့နေရာဖြစ်တယ်ဒါပေမဲ့သူဟာခြေစွမ်း immediate ကျဆင်းသွားပြီးစိတ်သက် immediate ပြည့်စည်သွားပြီးအသင်းနဲ့ဆက်ဆံရေး immediate ပြည့်စည်သွားပြီးအဲ့တော့ ဖြစ်နိုင်ဘူးရောင်းအောင်ရောင်းရလိုက်အန်တိုနီအန်တိုနီရစူးစမ်းခြင်းစိတ်ရှိတယ်ဒါပေမဲ့ပရီးမီယာလိမမလုံလောက်ဘူးသူရဲ့ show boat တင်လုပ်ချင်တဲ့စိတ်ကပရီးမီယာလိမမလုံလောက်ဘူးပြီးတော့ဈေးရနိုင်တဲ့ခါမှဖြစ်တယ်အဲ့ဒီအတွက်ရောင်းတင်တယ်လို့ကျွန်တော်သတ်မှတ်ပါတယ်ပြီးတော့ဒီကွင်းလယ်ပေါ့နော်ကွင်းလယ်မှာဒီကာစီမီရိုထွက်ခွာဖို့ရှိနေတယ်ပြီးတော့ခန်းစစ်မှာဆိုရင်ဒါဒီလီနီလော့ဖ်ဒါအလုပ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာဖို့ရှိနေတယ်ပြီးတော့ဒီတခြားကစားသမားတွေကတော့ခန်းစစ်မှာပြဿနာအများကြီးမရှိဘူးကွင်းလယ်ကိုပန်ကောင်တိစောက်နိုင်တဲ့ခါမှခန်းစစ်ကကောင်းလာဖို့ရှိတယ်အကုန်လုံးရှောက်ရောင်းနေလို့လည်း မရှိဘူးပေါ့နော်အဲ့တော့ဒီအခြေအနေဖြစ်နေတဲ့အသင်းကပြီးတော့ကိုသမအူနာနာပစံလုံလောက်တဲ့ပစံရရင်ရောင်းတင်တယ်လို့မြင်ပါတယ်အဲဥဂတိတို့ကြတော့မလုံလောက်တဲ့ခြေစွမ်းပင်ပဲလေလူရန်ကိုကျွန်တော်ရှောက်ရောင်းနေလို့မရတဲ့အတွက်အသင်းမှာဆက်ထားလို့ရမယ် player အဖြစ်မြင်တဲ့အသင်းရဲ့ profile ကတော်တော်လေးကိုစိုးရွားနေပြီးတော့ပြန်ပြင်မှုအရန်ခက်ခဲတယ်ကျွန်တော်တို့ညရာသီ200သီ300သီလောက်ကိုစဉ်းစားခံပြီးကြော်ဖြတ်ရမယ်အနေအထား ဖြစ်နေတယ်ပေါ့နော်အဲ့တော့နောက်ထပ်ပြီးတော့အရေးကြီးဆုံးသတင်းတစ်ခုရှိလာတယ်အဲ့ဒါကတော့ Bruno Fernandes Bruno Fernandes ကပေါ်တူဂီသတင်းတောက်တင်နဲ့တွေ့တဲ့အခါမှာသူ့ကိုအသင်းကပတ်စံလိုအပ်လို့ရောင်းရင်သူထွက်ခွာပေးမယ်ဆိုတဲ့စကားကိုပြောခဲ့တယ်ပေါ့နော်သူလက်ခံတယ်ဆိုတဲ့စကားကိုပြောခဲ့တယ်ပေါ့နော်အဲ့ Bruno Fernandes ကိုရောင်းတင်လာပေါ့လေအဲ့တော့ကျွန်တော်တို့သတင်းစိတ်ပြန်ကြည့်တဲ့အခါမှာ Bruno Fernandes ဟာ Amorin စိတ်ကြိုက်နေရာချဖို့အတွက်သူ့မှာအခက်အခဲရှိနေတယ်။ကွင်းလယ်မှာ အကဲရှိတယ် inside forward room မှာလည်းအမော်ရင်ဘရူနိုကစားဖို့မကြိုက်ဘူးမကြိုက်တဲ့အတွက်ကြောင့်လည်းဒါမေဆင်မောင်းပြန်ပါလာတဲ့အချိန်မှာမေဆင်မောင်းကိုပဲသုံးတာပေါ့နော်အဲ့တော့မေဆင်မောင်းကတော့ဒီ inside forward room နဲ့ဒါ Thomas Tuchel ရဲ့အသင်းမှာလည်းကစားနေကြ player ဖြစ်တဲ့အတွက် life form ရှိတယ်လက်ရှိမှာတော့ပုံမှန်ခြေစွမ်းမရသေးဘူးပေါ့နော်အဲ့တော့ဘရူနိုရဲ့ပြဿနာကလည်းစဉ်းစားစရာဖြစ်လာတယ်အဲ့တော့ရောင်းတင်လားဆိုတဲ့စကားတွေလည်းဒါဒါပြောမယ်ဆိုရင်တော်တော်လေးထွက်လာတယ်ပေါ့နော်အဲ United ပြည်သက်တွေကလည်းဒါဘရူနိုကိုရောင်းပြီးတော့ ဒီပြန်ဖြစ်တင်လို့ရမယ်ဆိုရင်ပြန်ဖြစ်တင်ပါဆိုတော့အယူဆိုင်လေရှိနေတယ်ပေါ့ဒါကတော့တော်တော်လေးဒီလိုက်မှဖြစ်ပြီးတော့ဒီဘက်ကောဟိုဘက်ကောဒါမှန်တဲ့အချက်တွေအများကြီးရှိနေတဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့သတင်းတွေပို့ပြီးတော့စိတ်လာတဲ့အခြေအနေမှာကျွန်တော်ဒီဗီဒီယိုကိုတပုတ်အနေနဲ့တသက်တင်ဆက်ပေးသွားဖို့ရှိပါတယ်အဲ့တော့ United ရဲ့ဒါလူခေါ်မဲ့အခြေအနေကိုပြန်ကြည့်မယ်ဆိုရင်အခု D-Lab နဲ့ကုညာတို့ရှိနေတယ်ပေါ့နော်အဲ့တော့ဒီချင်းကပ်မှုတော့ကျွန်တော်ကြိုးဆိုတယ် ဒါမှန်ကန်တဲ့အချင်းကမှုဖြစ်ပြီးတော့ဒါစိတ်ဓာတ်ပိုင်း profile အရာလက်ရှိအသင်းရဲ့ profile အရာကိုက်ညီတယ်ကျွန်တော်အင်္ဂစာသမား၂ရောက်ကြိုက်လာဆိုရင်ကျွန်တော်ဗီဒီယိုတစ်ပုဒ်တင်ဆက်ပြီးပို့ပါကျွန်တော်မကြိုက်ဘူးဒါပေမဲ့ United အတွက်ကိုက်ညီရလို့ကျွန်တော်လက်ခံတယ်ပေါ့နော်အထူးသဖြင့် Jokeres လို့ license မူထပ်ဆိုင်ကျွန်တော် D lab ကိုပို့ပြီးတော့တင့်တော်ရလို့ယူစားတယ်ဒီလက်ဟာ Premier League proven ဖြစ်နေတယ်ဒီဝင်းချင်ထဲမှာရှင်သန်ပြီးတော့ဒီမမကြောကြောနဲ့အကြမ်းကြမ်းခံပြီးသားဖြစ်တယ်။ Jokeres ကဒီဝင်းချင်မှာချက်ချင်းခံနိုင်ခြင်းမရှိခဲ့ပဲနဲ့ Brighton ပြီးတော့ coventry မှာလည်းခြေစွမ်းပြရတယ်ပေါ့နော်ပြီးတော့ lisbon ရောက်မှပြန်ပြီးတော့ဟိုတူတူတန်တန်ဖြစ်လာတာပေါ့နော်အဲ့တော့ခြေစွမ်းကောင်းတယ်မကောင်းတာမဟုတ်ကောင်းတယ်ဒါပေမဲ့လည်းအခုသူ hype နေသလောက် premier league မှာ hype ဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့ဘာပြောဒီလက်ပြေပြောင်းရွှေ့ချေရထောက်ဝက်လောက်ပဲရှိပြီးတော့အတိုင်းလာတစ်ခုထိအံဝင်နေတဲ့အချိန်တွေဖြစ်တယ်ပေါ့နော်ပြီးတော့ဒါအပြင် united ရဲ့ဒါဒီအပြောင်းရွှေ့ကိုကျွန်တော် shift တစ်ခုလို့ယူဆမိတယ်ဘာဖြစ်လို့လဲဆိုတော့ united ဟာနာမည်ကြီးရဲ့လူတွေကိုပဲဒီပြည်သက်တွေချွေးသိမ့်ဖို့ ဆိုတဲ့ target တွေအများကြီးပါတယ်တခြားတော့ marketing ဆိုင်ရာအားယုံတွေအများကြီးပါတယ်ဒီဘောလုံးနဲ့ဆိုင်တဲ့ football process တခုလည်းမဟုတ်ပါနဲ့တခြားတော့အားယုံတွေ distract အများအားဖြစ်တယ်ပေါ့နော်အဲ့တော့အခုဒီ d lab တို့ကုညာတို့စိတ်ဝင်စားခြင်းကအဲ့ဒီအရာတွေကနေကင်းကွာလာရလို့ကျွန်တော်ယူဆမိတယ်ဒါပေမဲ့လိုအပ်ချက်တွေတော့ရှိနေတော့မယ်ဘလို့လိုအပ်ချက်တလဲဆိုရင်ကျွန်တော်တို့အခု liverpool ဟာ frame bomb ကိုရရှိဖို့တေချာလောက်ဖြစ်နေပြီစစ်စစ်ဖို့ပဲကြံတော့တယ်ပေါ့နော်အဲ့တော့ ဖရင်ပေါင်ရဲ့ကစားပုံပါယူနိုက်တက်နဲ့ကွက်တီပဲဝင်းဘတ်နေရာနဲ့ကွက်တီပဲ3-2-1နဲ့ကွက်တီပဲအဲဖရင်ပေါင်ကဘာဖြစ်လို့မလှုပ်ရှားရလဲယူနိုက်တက်ဟာညာနောက်ကန်လုံလောက်တယ်လို့ယူဆထားသလားပေါ့လေအဲ့တော့ဒါလိုရဲ့စွမ်းဆောင်ရည်က average ပဲရှိတယ်ထူးထောင်ခြင်းမရှိဘူးကောင်းမွန်ခြင်းမရှိဘူးအဲ့တော့ဒါလိုနဲ့သူတို့လုံလောက်တယ်လို့ယူဆတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒါအမှားတော့မဟုတ်ဘူးဒါပေမဲ့ပိုကောင်းတဲ့ steps တွေကိုလှမ်းစေချင်တာဖြစ်တယ်အဲ့တော့လှမ်းဖို့လိုအပ်တယ်လီဗာပူးကအဲ့ဒီအရာတွေကိုလုပ်တယ်လက်ရှိ ် right back စာရင်းကိုကျွန်တော်တို့ခြာရေးလိုက်မယ်ဆိုထိတ်ဆုံးမှာ listener arno ပြီးတော့ conde hakimi တို့တို့ရှိတယ်မယ်ပေါ့နော်ပြီးရင်ဒါ arsenal ကစားသမားဖြစ်တဲ့ julian timber တို့ပြီးတော့ pan white တို့ရှိတယ်မယ် inter milan don fleece တို့ရှိတယ်မယ်ပြီးရင်ဘယ်သူများကြံသေးလို့လဲသိကြတယ်ဒါ jeremy freeball top 10တော့မဟုတ် top 6တဲမှာပါနေရဲ့ right back တယောက်ဖြစ်တယ်အဲ့တော့အဲ့လိုကစားသမားကို euro 35အသန် release clause နဲ့ရမယ်ဆိုတာကမက်လောက်စရာဖြစ်တယ်အဲ့ဒါကိုရအောင် like ခဲ့တဲ့အာယုံ site ခဲ့တဲ့ဒါပေမဲ့ ဒါအာယုံမဆိုင်ခဲ့ဘူးပေါ့နော်ဒါက United ရဲ့အာယုံကြားမှုကိုဒါထပ်ပြီးတော့ပြောပြတာဖြစ်တယ်ဒါအပြင်ထပ်ပြီးတော့ကြီးနိုင်တယ်အခု Liverpool တို့ Real Madrid တို့လိုက်နေတယ်စိတ်ဝင်စားနေ Angelo Stella Angelo Stella က United ရဲ့ LCM လို့မှတော်တော်လေးလိုက်ဖက်တဲ့ကစားသမားဖြစ်တယ်တကယ်ကိုဒီ United လိုအပ်နေတဲ့ ball progressing ability ကိုသူ့ရဲ့တွဲဘက် midfielder စီကမိခိုးခြင်းမရှိဘဲတယောက်တည်းလုပ်ပြီးနေတဲ့ကစားသမားဖြစ်တယ်။လုံလောက်တဲ့ cancel ကွန်ကြီးနိုင်စွမ်းလုံလောက်တဲ့ဒီ physical presence လည်းရှိတယ် ပြီးတော့ဈေးကလည်းအရင်ကြီးနေမယ်စားသမားမဟုတ်ဘူးပြီးတော့ဒီတခြားအသင်းကြီးဒိတ်တွေအသင်းကြီးကခေါ်လာတဲ့စားသမားလည်းမဟုတ်ဘူးချန်ပီယံလိဝင်ဝင်ချန်ပီယံလိဝင်ဝင်ဆိုပြီးတောင်းဆိုနေမယ်စားသမားလည်းမဟုတ်ဘူးအဲ့လိုကစားသမားတွေ United ဟာခက်ဆော့ဆော့စီစီနဲ့ချင်းကပ်ပြီးတော့ဒါမိမိရရယူထားနိုင်တယ်ဒါပေမဲ့ United အဲ့ဒါမလုပ်နိုင်ဘူးဒါအပြင် free agency ကွက် free agent ဈေးကွက်ကို Real Madrid လို့ကမ္ဘာအချမ်းသာဆုံးထိတ်ဆုံးမှရှိပြီးချန်ပီယံလိဖလားတွေတောက်လျှောက်ယူနေတဲ့အသင်းက free agent ဈေးကွက်ကိုအာရုံထားတယ်ယူနိုက်တက်လိုမျိုးအဆင့်16လောက်ရောက်နေပြီးတော့ ပတ်စံနဲ့ပတ်သက်တဲ့စိတ်ပူရမှုတွေအများကြီးရှိနေတဲ့အသင်းကအာရုံမကျဘူးအဲ့တော့လက်ရှိ free agent ဈေးကွက်မှာဆိုရင်ဒါတိုက်စစ်မှာ Jonathan David လို့ကစားသမားတွေရှိနေတယ်ဒါဘယ်နောက်ခံနေရာမှာဆိုရင် Tyre Mitchell လို့ကစားသမားတွေရှိနေတယ်ညာနောက်ခံနေရာမှာဆိုရင်ဒါ Walker Peters လို့ဒါ EBA proven ကစားသမားတွေရှိနေတယ်ပြောမလို့ဆိုနေရာတိုင်းမှာအဲ့လိုကစားသမားတွေရှိနေတယ်ပြီးတော့ပြီးခဲ့တဲ့ဒါ sound twin အပြောင်းရွှေ့တော့ကဆိုရင်ဒါ by minute အသွင်းကခေါ်ယူသွားတဲ့ bishop ဘစ်ရှော့ကဂျာမနီရဲ့အတောက်ပဆုံးကွင်းလည်ကျယ်ပွင့်တစ်ယောက်ဖြစ်တယ်။တကယ် United ရဲ့ကစားဟန်တယ်လေ၊လိုက်ဖတ်တဲ့ကစားသမားလုံလောက်တဲ့ technical ability, tactical intelligence နဲ့ physical presence ကိုပိုင်ဆိုင်ထားတယ်။ပြောမလို့ဆိုရင် Bundesliga ရဲ့ tackle smith အများဆုံးကစားသမားဖြစ်တယ်။အဲ့တော့ခန်းစစ်ပဲကောင်းတာမဟုတ်ဘူး။ All round ကောင်းတာ။တကယ်ကိုဂျာမနီရဲ့အတောက်ပဆုံးကစားသမားဖြစ်သတ်မှတ်ခံထားရတဲ့ကစားသမား။အဲ့ဒါသမားဟော့ဖန်ရဲ့အသင်းမှာကစားပြီးတော့စာရုပ်သက်တမ်းကုန်မှာဒီနှစ်ကိုဒါပေမဲ့ဘိုင်မြူးနစ်ရှာပြီးခဲ့တဲ့ဆောင်းအတွင်းမှာအမီးယာခေါ်ယူသွားခဲ့တယ်။အဲ့လိုကစားသမားမျိုးကဘာဖြစ်လို့အစိုးရတွေက အာယုံကြခြင်းမရှိခဲ့ရလဲကျွန်တော်ဆိုလိုချင်တာက Bayern Munich ဟာ automatic link ရပြီးတော့အမြဲတမ်းခေါ်ယူသွားမှာ United ဟာပြန်ဆိုင်ခြင်းတော့မရှိခဲ့တာကိုကျွန်တော်တို့တွေ့ရလိုက်ပြီးပြီးတော့ကျွန်တော်အခု Ryan Shaki သတင်းတွေအနေနဲ့တော့ထွက်နေ Ryan Shaki ရဲ့စာတုံးတန်တစ်နှစ်ပဲကျန်တော့တယ်အင်တန်ခေါ်ယူလို့ကောင်းတဲ့ကစားသမားဖြစ်တယ်အခုထပ်ပိုတဲ့အတန်နေနဲ့အခုထပ်ပိုတဲ့ချင်းကမှုမျိုးပြုလုပ်ဖို့လိုအပ်နေတယ်ဒါပေမဲ့ United ရဲ့အရာအလုံးမှာမသေးချာမရေရာမှုတွေနဲ့ပြည့်နှက်နေပြီးတော့သူတို့ဟာအတိတ်မှာအမှားယွင်းတွေပြုလုပ်ခဲ့တယ်လက်ရှိမှာလည်းအမှားယွင်းတွေပြုလုပ်နေစဲဆိုတာကို မြင်ရတယ်အဲ့တော့အဲ့ဒီအမာရင်းတွေကိုပြင်ဆင်နိုင်မလားဘလို့ပြင်ဆင်သွားမလဲဆိုတာကတော့ကျွန်တော်တို့ chapter တစ်ခုအနေနဲ့လာမယ့်နေ့တွေရက်တွေလာမယ့်လတွေမှာကျွန်တော်တို့ဆက်လက်မြင်တွေ့သွားရအောင်မှာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ